န်ကြားပရိသတ်များမင်္ဂလာပါခင်ဗျာအပတ်စဉ်ပုံမှန်ထုတ်လွှင့်ပြဆက်ပေးနေကြဖြစ်တဲ့ဗီဒူအစာပါဇက်အငှားပေးစာများဖတ်ကြားခြင်းတော်တူ DVB အစီအစဉ်ကြည်လည်ထုတ်လွှင့်ဖို့အချိန်ကြာရောက်လာပါပြီခင်ဗျာဒီတစ်ပတ်မှာလေကျွန်တော်နဲ့တူတူဖတ်ကြားပေးမဲ့သူကတော့မတ်တီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီဟုတ်ကဲ့ပါကောင်ချော်ရေကျမတို့ရဲ့ဒီပတ်စဉ်တင်ဆက်ပေးနေတဲ့တော်တူ DVB အစီအစဉ်ဒီတစ်ပတ်အတွက်ထုတ်လွှင့်မဲ့အချိန်ပြန်ရောက်လာပါပြီရှင့် ဟုတ်ကဲ့ပါမသိဒီတစ်ပတ်မှာကျွန်တော်တို့ဒီဘေးဒါတွေအများပြားလက်ခံရရှိထားတာကတော့ဒီမြန်မာပြည်အလဲပိုင်းဒေသတွေဖြစ်တဲ့သခိုင်းမကွေးမန္တလေးကဘေးဒါတွေအများပြားလက်ခံရရှိထားတာရှိပါတယ်။ဒါကြောင့်မလို့မြန်မာပြည်အလဲပိုင်းကဘေးဒါတွေနဲ့အရင်ဆုံးစတင်ခြင်းပါတယ်ခင်ဗျာ။အရင်ဆုံးဖတ်ပြပေးမယ့်ဘေးဒါကတော့ကျွန်တော်တို့ဒီမြိုင်နဲ့ပလဲမြို့နယ်ကပြပူလာတဲ့ဘေးဒါပဲဖြစ်ပါတယ်ခင်ဗျာ။ခြေသားထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင် မင်္ဂလာပါတော့တူ DPP ကျွန်တော်ကတော့တော့တူ DPP ကိုအစဉ်တစိုက်အားပေးလာတာကြပါပြီအခုလက်ရှိကျွန်တော်ပြောချင်တာကတော့မြိုင်နဲ့ပလဲမြို့နယ်ကိုစစ်ကော်မရှင်ကအင်အားသုံးစစ်ကြောင်းထိုးနေတာကြည်သူအားလုံးအသိပါကြည်သူရဲဘော်များလည်းရှေ့ထဲမှာရွရွချွချွန်တိုက်ပွဲဝင်နေကြပါတယ်တိုက်ပွဲစုံနီးရာကြည်သူတောင်းချီလဲထွက်ပြေးတင်းရှောင်နေကြရတာဂျပန်တရားကြော်လာပါပြီအဲ့ဒီလိုအခြေအနေမှာပလဲမြို့နယ်တောင်ဖြားကမွိတုံကြီးရွာနဲ့မြိုင်မြို့နယ်မြောက်ဖြား ကြောက်တောင်ကြီးရွာတို့ကြားထဲမှာကျက်ဝိုင်းဂျင်ဝိုင်းတွေအလွန်ပြုလုပ်နေပါတယ်။နေမြေပါအဖပါလာဖပကဖများကလည်းမတိကြိုးကြုံပြုနေကြပါတယ်။စစ်ဆောင်ပြည်သူများမှာစစ်ကြောင်တမျိုးမိသားစုကလောင်ကစားလုပ်တဲ့မိသားစုဝင်ကြောင့်အမျိုးမျိုးတိတ်တော့ကရောက်နေကြရပါတယ်။ဒါကြောင့်မလို့နေမြေပသုံးလုံးများကလောင်ကစားဝိုင်းများခင်းပြနေတာကိုအန်ယူဂျီထိပ်ပိုင်းကတောင်းယူဖြည့်ရှင်းပေးဖို့ အနုညွတ်မေတ္တာရက်ခံအပ်ပါတယ်လူကြုံရေးအရနမည်ကိုမဖော်ပြပါနဲ့ဆိုပြီးတော့ကျွန်တော်တို့ဒီမြိုင်မြို့နေနဲ့ပလဲမြို့နေတွေမှာဒါဒေသခံတွေထောင်ထဲချီတောင်ထဲချီထွက်ပြေးနေကြရတယ်အဲ့ဒီအချိန်မှာပဲဒီကြေးရွာထဲမှာလောင်ကစားဝိုင်းတွေပြုလုပ်နေတဲ့အကြောင်းပြေးသားပြပို့လာတဲ့စာကိုဒေါက်တူဒီဗီဗီစီစဉ်ကနေဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်ကျော်ရေကောင်ကျော်ကမြိုင်နဲ့ပလဲရပြည်သူတယောက်ပေးပို့လာတဲ့စာကိုဖတ်ပြပြီးပြီဆိုတော့ဒီတစ်ခါကျမကတော့ရေစချိုမြို့နေကပေးပို့လာတဲ့ပေးစာကိုဖတ်ပြပေးပါမယ်ရှင် မင်္ဂလာပါ DVB ရဲ့စာရေးသားပေးပို့လာသူလေးမင်္ဂလာပါရှင်ကျွန်တော်ကမကွေးတိုင်းရေစချိုမြို့နယ်မြေဖြူမုံကြီးအုပ်စုဖူလုံရွာကပါစစ်တပ်ကလူတွေနဲ့ပြူစောတိအတိုင်းဝိုင်းကလူတွေကပြောလိုက်ရင်တော့သူတို့ကပဲသူတို့ကောင်းချီတွေကြနေရပဲကျွန်တော်ကိုယ်တိုင်မြမပြည်တောင်စုံတနင်းသာရီကနေမြမပြည်မြောက်ဖျားဖြစ်တဲ့ရှမ်းပြည်ထိရောက်တဲ့နေရာတွေကိုကြည့်လိုက်ရင်မတရားငွေတောင်းခံနေကြတာကတော့ပြူစောတိအဖွဲ့နဲ့စစ်တပ်ကသူတွေကခရီးသွားတွေစီကနေမတရားငွေတောင်းနေတာများတယ် ဒါတွေကိုအထက်အရာရှိတွေကထိမ့်သိမ့်တင်တာကိုမထိမ့်သိမ့်တော့ပြည်သူကတော်လန်တာနီးလမ်းမှန်တယ်လို့ပြောချင်ပါတယ်။နောက်ပြီးမန္တလေးမှမဟုတ်ဘူးဘယ်နေရာမဆို PDF တွေဝင်နိုင်ထွက်နိုင်ဖြစ်နေတာကစစ်သားနဲ့ရဲပြူစောထီးတွေဝေရရင်တိုင်းပြည်ကိုတောင်ရောင်းစားမဲ့သူတွေဆိုတာဆရာနာရှင်ကောင်းဆောင်သိသိပါပြီ။အခုထိ PDF မဆိုနဲ့ဘာတစ်ခုမှအကောင့်ထဲမဖော်ဘဲကိုဘသာတိတ်ခါချနေရတဲ့မတူဘူးလားဗျာ။ ပြည်သူတွေကိုအနိုင်ထက်ခြင်းပြုပြီးဖြူစောထီနဲ့ရဲစစ်သားတွေချမ်းသာပြီးနိုင်ငံကြီးဆုပ်ယုပ်နေတာသိတင်ပါပြီ။ကျေးဇူးတင်ပါတယ် DBB ဆိုပြီးတော့ရေးသားပေးပို့လာပါတယ်ရှင်။ဟုတ်ကဲ့ပါကျွန်တော်ရဲ့အခုအပတ်စဉ်ပုံမှန်ထုတ်လင်းတင်ဆက်ပေးနေတဲ့ပြည်သူအစားပစက်အငှားပေးတာများဖတ်ကြားခြင်းတော်တူ DBB စီစဉ်ကိုစာရေးရေးသားပေးပို့လို့မယ်ဆိုရင်ကိုဒီတာကိုပဝန်ကြီးမှာဖြစ်ဖြစ်နေတဲ့အကြောင်းအရာတွေကိုတပုံတွေဗီဒီယိုဖိုင်တွေနဲ့တကွရေးသားပေးပို့လို့ရပါတယ်ခင်ဗျာ။ ရေးသားပေးပို့တော့မယ်ဆိုရင်တော့ email ကနေတစ်ဆင့်ရေးသားပေးပို့တော့မယ်ဆိုရင် .dvb@gmail.com ကိုရေးသားပေးပို့နိုင်ကြပါတယ် Facebook ကနေရေးသားပေးပို့တော့မယ်ဆိုရင်တော့ facebook.com မြန်ဆောင် .dvb ရဲ့ messenger ကနေတစ်ဆင့်ရေးသားပေးပို့လို့ရပါတယ် Viber ဖုန်းနံပါတ်ကနေတစ်ဆင့်ရေးသားပေးပို့တော့မယ်ဆိုရင်တော့အပေါင်း66 8211 6469ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါမတ်တရီကဒီမခွေတိုင်းဒေတာကြီးတွေကစာကိုဖက်ပြပေးခဲ့ပြီးပြီဆိုတော့ကျွန်တော်နောက်ထပ်ဆက်ပြီးတော့ဖက်ပြပြီးမှကလည်းဒီမခွေတိုင်းဒေတာကြီးပခုတ်ကူ KI နဲ့ကရေးသားပြပို့လာတဲ့စာကိုဖက်ပြပေးခြင်းပါလေခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့မခွေတိုင်းဒေတာကြီးပခုတ်ကူ KI နဲ့ကမြိုင်မြို့နယ်တွေကခြေရွာတစ်ခုမှာပခုတ်ကူ KI အမှတ်15တက်ရင်တက်ခွဲ3ကယူနီအိမ်တွေနဲ့စာတင်ကျောင်းတွေအနီးနားမှာဂိတ်တွေဖွင့်ထားပါဗျာ အဲ့ဒီလိုဖွင့်ထားတာကြောင့်ဂိတ်တွေအနီးနားမှာရှိတဲ့ပြည်သူလူထုတွေအနေနဲ့တကယ်လို့စစ်ကော်မရှင်ကစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရင်မိမိတို့နေအိမ်တွေမိရှုဖြက်စီးခံရမှာကိုကြောက်တယ်လို့လေကြောင်းအနေနဲ့စိုးရိမ်ထိတ်လန့်နေရတဲ့စိတ်နဲ့ကြောက်ရွံ့ထိတ်လန့်ရခြင်းတွေနဲ့နေနေရပါတယ်တကယ်တော့ကျမတို့ရွာစုကစီးရေးပြတ်မှတ်နဲ့ဝေးတဲ့ PDF စုမှုနေမြေတွေမှာဂိတ်တွေဖွင့်ထားပြီးတော့စစ်ဆေးရန်မလိုတဲ့မိန်းလမ်းမမကျတဲ့နေရာတွေပါ ရွာဝင်အထွက်တွေကတော့တောသားတောပြန်လောက်ပဲများတဲ့ရွာတွေပါနောက်ပြီးတော့အဲဒီ gate တွေကညအချိန်10နာရီ17နာရီလောက်တွေမှာတနက်ဖောက်လေးရှိတဲ့အတွက်ပြည်သူတွေထိတ်လန့်နေပြီးရှိပါတယ်အခုလိုပြည်သူအကျိုးမပြုတဲ့ဂိမ်းများရှိနေတာကြောင့်ပြည်သူတွေအနေနဲ့ညအချိန်ကျန်းမာရေးကိစ္စနဲ့အနီးနားမှာရှိတဲ့ခြေရွာကိုစေယုံခြေကန်သွာလာလူခဲ့ရေးလဲဂိတ်ကိုဝင်နှိုးပြီးမှသွာလာရတာကြောင့်ပြည်သူတွေအနေနဲ့အခက်အခဲတွေကြုံတွေ့နေရပါတယ် အခုလိုပြည်သူအကျိုးမပြုတဲ့ဂိတ်တွေဖွင့်ထားတာကတိုက်နယ်ဇုံမြို့နယ်စတဲ့စီမံချက်တွေနဲ့မဟုတ်ဘူးလို့လည်းသိရပါတယ်။ကျမတို့အခုလိုခံစားနေရတဲ့ဒုက္ခတွေကကင်းလို့ကိုဂိတ်တွေဖျက်သိမ်းပြီးရန်ကြေးရွာပအဖပကဖထံတိုင်ကြားထားပေမဲ့ဖြည့်ရှင်းပေးခြင်းမရှိတာကြောင့်တော်တူ DVB ကနေတဲ့အင်အန်ယူဂျီအုပ်ချုပ်ရေးရန်ရမှာရှိတဲ့တောင်ဝရှိလူကြီးမင်းများတရှိဖြည့်ရှင်းပေးစီရန်ရည်ရွယ်ပြီးတော့ဈေးသားပေးပို့လိုက်ရခြင်းဖြစ်ပါတယ်။ ကြာအနေငယ်ရှိသွားပြီမြန်ကျမတို့ရဲ့ခံစားနေရတဲ့အကြောက်တရားဝိတုခတွေကိုစာနာနားလည်ပြီးဖျားပေးလိမ့်မယ်လို့ညော်လင်းမိပါတယ်ဆိုပြီးတော့ကျွန်တော်တို့ဒီမကွေးတိုင်းဒါပခုတ်ကူခရိုင်မြိုင်မြို့နယ်တွေကဒါသူကတော့ကြေးရွာအတိကြတော့ခြေတာထားတယ်ဒါပေမဲ့လုံကြုံကြီးကတော့ကျွန်တော်ကြေးရွာတော့မပြောတော့ဘူးဒါပေမဲ့ဒီအဲ့မှာတော့ဒီပခုတ်ကူခရိုင်အမှတ်15တရင်တက်ခွဲ3ကဂိတ်တွေကကြေးရွာထဲမှာအခုလို့ဖွင့်လှစ်ထားတဲ့ပတ်သက်ပြီးတော့ ဒါဒေတာကန်ဒီအဆင်မပြေဘူးဆိုတဲ့အကြောင်းရေးသားပြပို့လာတဲ့စာကိုတော်တူ DVV အစီအစဉ်ကနေဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုအောင်ကျော်ကြီးဒီတစ်ပတ်ကျမတို့အစီအစဉ်မှာလက်ခံရရှိရဲ့စာရည်ထဲမှာမကွေးတိုင်းရဲ့စာရည်တော်တော်များပါတယ်ရှင်ဒီတစ်ခါဖတ်ပြပေးမယ့်ပေးစာကလည်းမကွေးတိုင်းစိတ်ဖြူမြို့နေရာပြပို့လာတဲ့ပေးစာပါရှင်တော်တူ DVV မင်္ဂလာပါတဲ့ဒီစာကို NUG အစိုးရသိရှိစေရန်ပြပို့လိုက်ပါတယ်မကွေးတိုင်းဒေသကြီးစိတ်ဖြူမြို့နယ်ရှလကျေးရွာရကျေးတာဝန်ခံကြီးကဒေသန္တရဥပဒေဆိုပြီး တောင်ရလုတ်ကင်သူတွေကိုယာကင်းခြံစည်းကိုမခတ်ခိုင်းပဲမွေးမြူရေးကျွဲနွားတွေကယာကင်းနဲ့ဝင်ရင်ကျိုးကွင်းထောင်ခွေးနဲ့လိုက်တနက်နဲ့ပြစ်ဥပဒေထုတ်ပြန်ပြီးလုတ်ခိုင်းနေပါတယ်ဒါကိုမခံနိုင်လို့စီစစ်ပေးပါလို့ပြောတော့ဘဲတိုင်တိုင်အထက်ကိုတင်ပြပြီးလုတ်တာလို့ပြောပါတယ်ကျွန်တော်တို့ဒေတာပြည်သူတွေအတွက်ရန်တိုက်ဥပဒေလိုဖြစ်နေလို့ NUG တိုင်းတာဝန်ခံများနဲ့မြို့နယ်တာဝန်ခံများနေမြေကွင်းစင်းစီစစ်ပေးပါရန်ဒီပီမတ်တဆင့်အတိပေးအပ်ပါတယ် လုံခြုံရေးအရအကောက်ကိုမဖော်ပြရင်တောင်းခံအပ်ပါတယ်ဆိုပြီးတော့ရေးသားပေးပို့လာပါရှင်။ဟုတ်ကဲ့ပါရှင်။ဒီကျမတို့ရဲ့ Talk to DBB အစီအစဉ်မှာဆိုရင်တော့အစာရေးသားပေးပို့လာသူတွေရဲ့နံပါတ်ရေးအကောက်နံပါတ်ရောဖော်ပြပေးလို့မရှိပါဘူးရှင်။ဟုတ်ကဲ့ပါမသိကျွန်တော်ခုဆက်ပြီးတော့ဖော်ပြပေးမယ်။နောက်ထပ်ပေးစာတစ်စောင်ကတော့ဒီမန္တလေးတိုင်းဒေသကြီးဒီကျော်ပွဲမြို့နယ်ကရေးသားပေးပို့လာတဲ့စာပဲဖြစ်ပါတယ်။အခုစာရဲ့အကြောင်းအရာဆိုရင်တော့ကျွန်တော်တို့ဒီ Talk to DBB အစီအစဉ်မှာဒါအများဆုံးလက်ခံရရှိထားတဲ့ ဒီစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ဒီတော့ကရောက်နေရတဲ့ပြည်သူတွေရဲ့ဒေတာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင်မန္တလေးတိုင်းကျော်ဝယ်မြို့နယ်တွေကအပြည်ယူကြေးရွာမှာစစ်မှုထမ်းကြီးအပြည့်တအူးကို၄000ကျွဲနှုံနဲ့ကောက်ခံနေပါတယ်အရင်က3လတစ်ကြိမ်သာပြီးနေရပြီးတော့အခုခါမှာ3လတစ်ကြိမ်ကောက်ခံသွားမယ်ဆိုပြီးတော့ချင်းချောက်ပြီးကြေးရွာလူကြီးကငွေတောင်းခံနေပါတယ်ပြီးတော့အစီဝေးပွဲအကြခဏခေါ်ပြီးမလာတဲ့သူတွေကိုစစ်တပ်ခေါ်ရဲခေါ်ပြီး ထမ်းမယ်လို့ထင်းချောင်းနေပါတယ်။ဂျာမာလည်းတာကြီးနာကြီးဖြစ်ခဲ့ရင်လည်းဂျာဘုံပစ္စည်းကိုမငားဘူးလို့လည်းပြောပါတယ်။စစ်မှုထမ်းကြီးပေးနေရတာကတစ်နှစ်နီးပါးရှိလာပါပြီ။အခုတော့စစ်မှုထမ်းကြီးပေးဆောင်ရမယ့်ရက်ရက်ကိုတတ်မှတ်ပြီးတော့ကိုတောင်းလာပါပြီ။ဒါကိုသက်ဆိုင်ရာကသိအောင်တော့ DVB ကနေတစ်သိကြောကြပြပါအကောင့်နံပါတ်တော့မပေါ်ပြပါနဲ့ဆိုပြီးတော့ရေးသားပြပို့လာတာပေါ့နော်ဟုတ်ကဲ့ပါအခုဆိုရင်ဒီမန်လေးတိုင်းပြောပွဲမြို့နယ်တွေကဒီတပီယူကြီးရွာမှာ ဒီစစ်မှုထမ်းကြီးနဲ့ပတ်သက်ပြီးတော့ဒီလဆင်သတ်မှတ်ပြီးတော့ကောက်ခံတော့မဲ့အကြောင်းဒါကြီးရကြီးအုပ်ချုပ်ရေးမှုကဒါတောင်းခံနေတဲ့အကြောင်းပေါ့လေရေးသားပြပို့လာတဲ့စာကိုတော်တူ DVB စစ်ကနေဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်းကျော်ရေကျွန်မအခုတခါဖတ်ပြပေးမယ်ပေးစာကတော့မန္တလေးတိုင်းနေရာပြပို့လာတဲ့ပေးစာပါပဲရှင်ဒီစာကတော့အဆင့်ကိုင်းမြို့နေရာပြပို့လာတာပါမင်္ဂလာပါ DVB ရေအဆင့်အားပေးလျက်ပါမန္တလေးတိုင်းဒေသကြီးဆင့်ကိုင်းမြို့နယ်စုံရဲအေးဆိုင်ကွင်းပိုင်နီး စိုက်မွေးဆယ်ဝင်ကြီးဌာနအောက်မှာရှိတဲ့စိုက်ပျိုးရေးဦးစီးဌာနနိုင်ငံတော်ပိုင်မြေတွေကိုစုံရဲကြီးရွာအုပ်ချုပ်ရေးမှုနဲ့စုံရဲအေးစိုက်ကွင်းတာဝန်ခံတို့ပေါင်းပြီးတော့တအေကသိန်း3000နဲ့စုစုပေါင်း4အေက3200နဲ့ရောင်းစားနေရကိုအများသိအောင်တင်ပြပေးပါခင်ဗျာအကောင့်နံပါတ်ကိုတော့မဖော်ပြပါနဲ့ဆိုပြီးတော့ရေးသားပြပို့လာတာပါရှင်ဟုတ်ကဲ့ပါအမတ်တီဗီကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်ဘေးတာကလည်းဒါမြန်မာပြည်အလဲပိုင်းဒေတာကပြပို့လာတဲ့ဘေးတာပဲဖြစ်ပါတယ်ခင်ဗျရေးသားထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင် လေးစားရပါတော့ DBB ဝိုင်းတော်သားများခင်ဗျာပြင်ဦးလွင်တောင်ကြီးအုံချောကနေထုံးပူမန္တလေးလမ်းခွဲမှာမော်တော်ပီကယ်ရီယာပြူသောထီရီဘူပါအင်အားဖြည့်ပြီးတော့ဖန်စီငွေကြီးကောက်ခံနေကြပါတယ်ဆိုင်ကယ်မလွတ်တမ်းဖမ်းနေကြပါတယ်လမ်းဆောင်လမ်းတောင်မှာအရာရှိတွေက AC ကားပေါ်ဟန်ပြထိုင်နေကြတာပါတပည့်တွေကဖန်စီပြီးတော့ငွေညှစ်ပါတယ်ဆိုင်ကယ်ကိုယောက်ျားနှစ်ယောက်ကြီးလာတာကိုအနောက်ကလူက ်ရက်တောက်ထားတာကိုဆေးချထားတာလားဆိုပြီးတော့ဖမ်းဖို့လုပ်ပါတယ်။မြင်ရတာစိတ်မချမ်းသာပါဘူးခင်ဗျာ။လှုပ်ရှားကြတာဘဝသေးဘူးလားလို့မေးချင်ပါတယ်။လေးစားလျက်ပါ DBB ဆိုပြီးတော့ကျွန်တော်တို့ဒီမန်လေးတော့ပြင်ဦးနေတောင်ချီပေါ့လေဒီအုံချိုကအုံချောကနေပြီးတော့ဒီထုံးပုံမန်လေးလမ်းခွဲမှာမော်တော်ပီကယ်တွေကဒေသခံပြည်သူတွေကိုဖမ်းဆီးပြီးတော့ဝေကြီးတောင်းခံနေတဲ့အကြောင်းပြီးခဲ့တဲ့ပတ်တရားစာလဲရရှိလာတယ်။အခုတစ်ပတ်မှလည်းဆက်ပြီးတော့တခြားတယောက်ကနေပြီးပို့လာတဲ့စာလဲရရှိလာတယ်။ ါကြောင့်မလို့တော်တူ DPP season ကနေဖက်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ကောင်ကျော်ရေနောက်ထပ်ပေးစာတစ်စောင်မဖက်ပြခင်ပေါ့နော်ကျမတို့ရဲ့တော်တူ DPP season ကိုစာရီရေးသားပေးပို့မယ်ဆိုရင်ဘယ်လိုနေရာတွေကနေပေးပို့လို့ရတယ်ဘယ်လိုအကြောင်းအရာတွေကိုရေးသားပေးပို့လို့ရတယ်ဆိုတာကိုပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါမသိဘူးအပတ်စဉ်ပုံမှန်ထုံးလင်းတစ်စက်ပေးနေတာဖြစ်တဲ့ပြည်သူအစားပစံအငှားပေးစာများဖတ်ကြားခြင်းတော်တူ DVB CC ကိုစာရီရေးသားပြပို့တော့မယ်ဆိုရင် ကိုဒေတာကုပဝန်ကျင်းမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေရှင်းဖွင့်ခြင်းတဲ့အကြောင်းအရာတွေကိုတပုံတွေဗီဒီယိုဖိုင်နေတကွရေးသားပြပို့လို့ရပါတယ်ခင်ဗျာလည်းတခုတတိထားရမှာတော့ရေးသားပြပို့တဲ့စာမှာဆိုရင်ဒါတချို့စာတွေမှာဆိုရင်ဒါတစ်စုံတစ်ယောက်ဒါမှမဟုတ်ရင်အဖွဲ့အစည်းတစ်ခုကိုပေါ့လေဒါဆွဆွဲပြီးတော့ပုတ်ခတ်ထားတဲ့စာတွေလိုမျိုးဒါလက်ခံရရှိထားတာရှိပါတယ်လည်းဒီလိုစာမျိုးတွေဆိုရင်တော့တချို့စာတွေကိုချန်လက်ပြီးတော့ထားခဲ့ရတယ်လို့တချို့စာတွေကိုတော့ချန်လက်စစ်စစ်ပြီးတော့မှဒါဖတ်ကြားပေးရတာမျိုးရှိပါတယ်ခင်ဗျာ အဲနောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့အစီအစဉ်မှာဆိုရင်တော်တူ TVB အစီအစဉ်မှာဆိုရင်အပတ်စဉ်အပတ်တိုင်းပေါ့လေဒါစာရီကိုလက်ခံရရှိလာတာအများကြီးရှိပါတယ်။ဒါကြောင့်မလို့ဒါအချိန်ကိုငှက်ကွက်တော့အပြင်ပေါ့လေတချို့ပေးစာရီမှာဆိုရင်ဒါအရှိကြီးတွေရေးထားကြတာရှိပါတယ်။အဲဒါကြောင့်မလို့အဲ့လိုအရှိကြီးတွေရေးထားခဲ့မယ်ဆိုရင်ကျွန်တော်တို့ကဒါအများနဲ့ဖျက်ရတဲ့ပေးစာခဏဖြစ်တာကြောင့်စာရီကိုပြန်လည်ပြီးတော့ခြစ်စ်ဖြတ်တောက်ပြီးတော့မှဖျက်ရတာကိုလည်းနားလည်ပေးစီလိုပါတယ်ခင်ဗျာ။ ဆော်ရီရေးသားပြဖို့တော့မယ်ဆိုရင်တော့ email ကနေတသိရေးသားပြဖို့တော့မယ်ဆိုရင် .2dvv@gmail.com ကနေရေးသားပြဖို့လို့ရပါတယ် Facebook ကနေရေးသားပြဖို့တော့မယ်ဆိုရင်တော့ facebook.com အမည်ဆောင် .2dvv ရဲ့ messenger ကနေတသိရေးသားပြဖို့လို့ရပါတယ်ခင်ဗျာ Viber ဖုန်းနံပါတ်ကနေတသိရေးသားပြဖို့တော့မယ်ဆိုရင်တော့အပေါင်း66 8211 6395ကိုရေးသားပြဖို့နိုင်ကြပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကောင်ကျော်ကြီးအခုတခါကျမဖတ်ပြပေးမယ်ရင်ဖွင့်စာကတော့စကိုင်းတိုင်းပလဲမြို့နယ်ရာစီဒီယန်ចောင်းသားတယောက်ရင်ဖွင့်လာတဲ့ရင်ဖွင့်စာပါရှင်ဒေါက်တူဒီဘီဘီဖွဲ့သားများအားလုံးမင်္ဂလာပါတဲ့ကျွန်တော်ကတော့စကိုင်းတိုင်းပလဲမြို့နယ်ထဲကစီဒီယန်ចောင်းသားတယောက်ဖြစ်ပါတယ်ကျွန်တော်တို့က2023ခုနှစ်ကစနစ်ဟောင်းတက်သမတန်း BCA ပုံစံနဲ့ဖြည့်ခဲ့ကြပြီး certificate တွေလည်းထုတ်ပေးပြီးပါပြီကျွန်တော်တို့ចောင်းဆက်တက်ဖို့အတွက်ဆရာတွေကအခုချိန်ထိတိတိကျကျလုပ်ပေးတာမျိုးလည်းမရှိသေးပါဘူး ကျွန်တော်တို့က certificate ရပြီးတော့ဘယ်နေရာမှာဘလို့အသုံးချလို့ရမလဲကျွန်တော်တို့အတွက်ပညာရေးအခွင့်အလမ်းကရောဘလို့ဆက်ပြီးရှိလာမလဲဆိုတာသက်ဆိုင်ရာတာဝန်ရှိသူတွေကိုမေးခွန်းထုတ်ချင်ပါတယ်။ .dtpb အဖွဲ့သားများကိုချိန်ဆတင်ပါတယ်ဆိုပြီးတော့ပြပလာပါရှင်။ဟုတ်ကဲ့ပါမသိသေးကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်နောက်ထပ်ပေးစာတစ်စောင်းကတော့ဒီစကိုင်းတိုင်းဒေတာကြီးတဲ့ကရှိဘူးမြို့နယ်ကြီးပါတောင်ကြီးရွာကရေးသားပြပလာတဲ့စာပဲဖြစ်ပါတယ်ခင်ဗျာ။ရေးသားထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင် မင်္ဂလာပါတော့တူ DPP အဖွဲ့သားများကျမ်းမာပါသေးနော်မြမကစကားတိုင်းဒေသကြီးရွှေပူမြို့နယ်ကြီးပါတောင်ကြီးရွာကပါချက်ကောင်စီအာနာသိမ့်ပြီးတော့ဂျာကာလာအုပ်ချုပ်ရေး NUG ဘက်ကပကဖပအဖအဖွဲ့သားများကလည်းအကြတိလိုက်စားကြပါတယ်ကြတနာတစ်ခုကိုမြမတတအချီရှင်းပေးပါဦးအိမ်ရဲ့ဘေးကလမ်းကိုအိမ်ကလူတွေထွက်မရအောင်မြေတွေလာပုံထားပါတယ်တက်ဆိုင်ရာကလည်းမချီရှင်းပေးပါဘူးလွန်ခဲ့တဲ့ရှစ်လလောက်ကပါ လမ်းဆိုတာကအများပြည်သူဆိုင်တဲ့လမ်းမလို့ဘယ်သူတူးတယောက်မှပိတ်ဆို့ခွင့်မရှိသင့်ပါဘူးအုပ်ချုပ်ရေးမှုကလည်းမရှင်းပြပါဘူးပြည်သူတွေဖိနှိပ်ခံနေရပါတယ်မတရားမှုတွေပဲခံနေရပါတယ်ဂျွာရီမှာအနာသိမ့်ပြီးကလေးကဥပဒေမရှိတော့ဘူးဆိုပြီးတော့လူတွေကလှုပ်ချင်ရလှုပ်နေကြပါတယ်ပြည်သူခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှုကလည်းဖြည့်ရှင်းမပေးပါဘူးအမှန်တရားဘက်ကမရက်တီပါဘူးဖွဲ့သားများအားလုံးစိတ်ချမ်းသာကိုကြမ်းမာနဲ့ဘေးအန္တရာယ်ကနေကင်းလွတ်ကြပါစေဆိုပြီးတော့ ဒါဓာတ်ပုံနေတဲ့ကွာရေးသားပြဖို့လာတဲ့စာကိုဖတ်ကြပြလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကွန်ချော်ကြီးအခုတစ်ခါဖတ်ပြပြီးမယ်ရင်ဖွင့်စာကတော့ဒီစကိုင်းတိုင်းမင်းကမင်းကင်းမြို့နယ်မှာပေါ့နော်ချင်းတွင်းမြစ်တစ်လျှောက်ရွှေတွေတူးဖော်နေတဲ့အကြောင်းကိုပြည်သူတယောက်ပြောပြလာတဲ့စာပါရှင်မင်္ဂလာပါတော်တူဒီဘီဘီဖွဲ့သားများဗျာတဲ့ဒီစာလေးကိုဖတ်ကြားပေးပါလို့တောင်းဆိုပြစီစကိုင်းတိုင်းမင်းကင်းမြို့နယ်ချင်းတွင်းမြစ်တစ်လျှောက်မှာရွှေတူးဖော်မှုလုပ်ငန်းတွေကို2023ခုနှစ်ကတည်းကဒေသခံတွေကန့်ကွက်တဲ့ကြားကလှုပ်ဆောင်ခဲ့ပြီးတော့ အခု2025ခုနှစ်မှာလည်းလောင်းပြေကျေးရွာနာမှာရှိတဲ့မြင်းနုကျုံမှာဆက်လက်လှုပ်ဆိုင်မယ်လို့သိရပါဗျ။ဒေသခံပြည်သူတွေကလည်းရွှေမျောမပြုတ်လောက်ကြဖို့ဆန္ဒပြတောင်းဆိုမှုတွေပြုလုပ်နေပါဗျ။ချင်းတွင်းမြစ်တွင်ရွှေမျောလှုပ်ခြင်းကမြေချောင်းပြက်စီပြီးတဘာဝတည်ရန်ဇာတကိုထိခိုက်ပျက်စီးစေသလိုတောင်သူတွေမြေပဲနဲ့ပဲမျိုးစုံလုတ်ကင်စားတောက်ရတဲ့မြင်းနုကျုံတွေပျက်စီးစေပြီးတော့ရွှေမျောလှုပ်ခွက်ရှိရာဒေသခံပြည်သူတွေရဲ့အကျင့်စာရိတ္တပြက်ပြားပြီးလူသားရင်းမြစ်ပါပျက်စီးစေပါဗျ။ ဒေသခံပြည်သူတွေကလည်းရွှေမျိုးမလုပ်ကြဖို့အကြိမ်ကြိမ်ဆန္ဒပြပေမဲ့ပြည်သူဆန္ဒကိုမျက်ကွယ်ပြုပြီးလှုံ့ဆော်နေမှုကို NUG တာဝန်ရှိသူများတားမြစ်ပေးပါရန်တော်တူ TVB ကတဆင့်တင်ပြအပ်ပါသည်ဖတ်ကြားပေးပါတော့တော်တူ TVB ဖွဲ့သားများအလုံးကျမ်းမာချမ်းသာကြပါစေဆိုပြီးတော့ရေးသားလာပါရှင်ကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်နောက်ထပ်ပေးစာတစ်စောင်ကတော့ဒီပဲခူးတိုင်းကရေးသားပြပြလာတဲ့ပေးစာပဲဖြစ်ပါတယ်ခင်ဗျရေးသားထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင်ပဲခူးမြို့နယ်ရှမ်းရွာကြီးကြီးရွာ မြောက်ဘက်ကွင်းအဆန့်ကချန်တချန်ကိုကျွာအုပ်ချုပ်ရေးမှုနဲ့တကွလက်စဲရာအိမ်မှုတွေကအုပ်စုဖွဲ့အနိုင်ကျင့်ပြီးတော့အတင်းအဓမ္မချင်း6ဖေရှားခိုင်းနေပါသဖြင့်သဆိုင်ရာအဖွဲ့စည်းကတောင်းဝယူဖြေရှင်းပေးဖို့မတရားလုပ်ရက်ကိုမခံနိုင်တဲ့လူတစုကနေပြီးတော့အကူအညီတောင်းခံအပ်ပါတယ်။အမည်မဖော်ဇေဘူးကိုလည်းတောင်းဆိုအပ်ပါတယ်။ပြည်သူအကျိုးဆောင်တဲ့တော်တူ DPP မိသားစုကိုလည်းကျေးဇူးတင်အပ်ပါတယ်ဆိုပြီးတော့ ီပဲခူးမြို့နယ်ရှမ်းရွာကြီးကြေးရွာရဲ့မြောက်ဘက်ခွဲဆံမှာဒီချန်တချန်ကိုဒီကြေးရွာအုပ်ချုပ်မှုနဲ့ဒီလက်ဆဲရာအမှုရာအုပ်စုဖွဲ့အနိုင်ကျင့်နေတဲ့ဒါအတင်းအဓမ္မဖယ်ရှားခိုင်းနေတဲ့အကြောင်းဂျေတာပြပလာတဲ့စာကိုတော်တူ DVD စီစဉ်ကနေဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကွန်ချော်ရေအခုတစ်ခါဖတ်ပြပေးစီနေပေးစာကတော့ဘကိုးတိုင်းမိုးညိုမြို့နယ်ကပြပလာတဲ့စာပါရှင်မင်္ဂလာပါ DVD ကအခုနဲ့အမရီရေတဲ့ကျွန်တော်ပြောချင်တာလေးတွေဖတ်ကြားပေးစီချင်ပါတယ် ကျွန်တော်တို့ဘကိုးတိုင်းမိုးညိုမြို့နယ်ကရင်ချောင်းအုပ်စုကရင်ချောင်းကုန်းရွာမှာအခုဆိုတလားတစ်ခါမဟုတ်တော့ပါဘူး25ရက်တကြိမ်တအိမ်အောင်2000အတင်းအရမတောင်းခံနေပါရဲ့လေချောင်းရွာအုပ်ကြီးရဲ့ညွှန်ကြားချက်နေပါကရင်ချောင်းကုန်းရွာတောင်ပိုင်းယာယီမှုနဲ့ကရင်ချောင်းကုန်းရွာမြောက်ပိုင်းအမျိုးသမီးယာယီမှုတို့ကအာနာပါဝါသုံးပြီးသူတို့အင်ကူလာပေးခိုင်းပါတယ်မပေးရင်စစ်တပ်ခေါ်ပြီးဖမ်းခိုင်းမယ်လို့ချိန်ချောက်ပါတယ်ချိန်ချောက်တော့စားစရာမရှိပေမဲ့ရှာကြံပေးရတဲ့ပြည်သူတွေကများပါတယ် အဲ့ဒီယာယီမှုတွေကရွာသားတွေအပေါ်အတော်ကိုစိုးသွမ်းနေလို့ပါပြည်သူတွေကတော့ထမင်းငတ်တော်မင်းသူတို့ကတော့ပြည်သူတွေရဲ့မတ္တထာရီစာနဲ့ပြည်စုံချမ်းသာနေကြပါတယ်ရှင်ထဲမှာမခံစားနိုင်လို့လို့ပါအခုစာလေးကိုလည်းဖတ်ကြားပေးစီခြင်းပါတယ်စိတ်ချမ်းသာကိုကျမ်းမာစွာနဲ့တာဝန်တွေထမ်းဆောင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဒီဘီဖွဲ့သားများအလုံးအယားအဆင်ပြေကြပါစေဆိုပြီးတော့ရင်ဖွင့်ရေးသားလာပါရှင်ဘယ်ပါမသိဒီကျွန်တော်တို့ရဲ့ဒီပြည်သူအစားပါးအငါးပေးစာများဖတ်ကြားခြင်း dot2dpp အစီအစဉ်ကိုအခုလိုစာရေးရေးသားပြပို့တော့မယ်ဆိုရင်ရင်းဖွင့်စာရေးအပြင်ဒီပြပို့လို့တဲ့အကြောင်းအရာတွေနဲ့သက်ဆိုင်တဲ့ဓာတ်ပုံတွေဗီဒီယိုဖိုင်တွေတကွာရေးသားပြပို့လို့ရပါတယ်ခင်ဗျာရေးသားပြပို့တော့မယ်ဆိုရင်တော့ email ကနေတစ်စင်းရေးသားပြပို့တော့မယ်ဆိုရင် dot2dpp@gmail.com ကိုရေးသားပြပို့နိုင်ကြပါတယ်ခင်ဗျာ Facebook ကနေရေးသားပြပို့တော့မယ်ဆိုရင်တော့ facebook.com/dot2dpp ရဲ့ messenger ကနေတစ်စင်းရေးသားပြပို့လို့ရပါတယ်ခင်ဗျာ Viber ဖုန်းနံပါတ်ကနေသင်ရေးသားပေးပို့ရမယ်ဆိုရင်တော့အပေါင်း66 8211 946 395ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဆက်ပြီးတော့ဖတ်ကြားပေးမယ်နောက်ထပ်ပေးစာကတော့ဒီ ARD တိုင်းဒီမြန်အောင်မြို့နယ်ကရေးသားပေးပို့လာတဲ့ပေးတာပဲဖြစ်ပါတယ်ခင်ဗျာရေးသားပေးပို့လာတဲ့အကြောင်းအရာကိုဖတ်ကြားရမယ်ဆိုရင် www.dbb အဖွဲ့တော်သားများကျမ်းမာပါစေလို့ဒီတောင်းမေတ္တာပို့သလိုက်ရပါတယ်။အကောင့်နံပါတ်ကိုတော့ခြံထားပေးပါ။ AR တိုင်းညံအောင်မြို့နယ်စမ်းရွာကြီးအုပ်စုကအုပ်ချုပ်ရေးမှုနဲ့ယာအိမ်မှုတွေပြည်သူ့အစ်အဖွဲ့တွေကအုပ်စုတွင်းမှာရှိတဲ့ပြည်သူတွေပေါ်မှာအကြောင်းမဲ့မတရားအနိုင်ကျင့်ထိုးချိန်ပြီးတော့ထိတ်တုံးချငွေကြေးတောင်းခံပြီးမှပြန်လှုပ်ပေးတယ်လို့နှလုံးသုံးလုံးရောင်းတဲ့သူတွေစီကလိုင်းကြီးယူပြီးတော့ရောင်းချခိုင်းနေလို့ရက်ရွာမှာလည်းတခိုးထူ တောင်းကျမ်းနေတဲ့အတွက်အထက်လူကြီးများသိအောင် DPP မှတစ်ဆင့်ပြောကြားပေးပါဆိုပြီးတော့ကျွန်တော်တို့ဒီ ARD တိုင်းမြန်အောင်မြို့နယ်ဆန်းရွာကြီးအုပ်စုတမရှိတဲ့ဒီကျေးရွာအုပ်ချုပ်မှုနဲ့ယာအိမ်မှုတွေပြည်သူစစ်တွေကကြီးသူလူထုတွေပေါ်ဒါအနိုင်ကျင့်ပူကြနေတဲ့အကြောင်းရေးသားပြဖို့လာတဲ့ပေးတာကိုတော်တူ DPP ကနေဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကွန်ကျော်ရေးအခုတစ်ခါဖတ်ပြပေးမယ်ပေးစာကတော့ဒီအရခတ်တော်အေးကပေါ့နော် ပြည်သူတွေစီကနေရိတ်ခါတွေတောင်းယူနေတဲ့အကြောင်းကိုကြောက်တော်မျိုးနေရပြည်သူတယောက်ရင်ဖွင့်လာတဲ့ပေးစာကိုဖတ်ပြပေးချင်ပါတယ်ရှင်။အေတက်ချုပ်ကြီးတည်စီဖို့တဲ့ DVB ကနေတစင်အကူအညီတောင်းရတာပါ။ကြောက်တော်အမတ်တစ်တိုက်နယ်မှုဆိုသူကရွာပေါင်း90လောက်ကတောင်းသူတွေစီကလက်တအေကကိုစပါးနှစ်တောင်းနဲ့တက်တော်ရိတ်ခါအတွက်ဆိုပြီးစပါးကောက်ယူလာပါတယ်။ကောက်ယူစရိတ်များကိုတက်တော်ကပေးမယ်ဆိုပြီးကုန်ကြတဲ့ငွေတွေကိုအခုထက်တိုင်းမပေးပါ။အဲ့ဒီငွေပမာဏတရွာကို9သိန်းချက်ကနေ15သိန်းထိကျေးရွာကနေထုတ်ပေးထားရပါတယ်။ ပြီးတော့2025မိုးမကြခင်သူ့ရုံးမှာစားဖို့တရွာကို7238ပေးရပါတယ်။သူ့အုပ်ချုပ်တဲ့မြို့နယ်တစ်ခုလုံးကခြေရွာတွေကပေးရတာပါ။ဖုန်းနံပါတ်ကိုတော့မဖော်ပြပါနဲ့ဆိုပြီးတော့ဒီ AA ရရိခါကောက်ယူရဲဆိုတဲ့အခြေအနေကိုပေါ့နော်ရေးဖွင့်ရေးသားလာပါရှင့်။ဟုတ်ကဲ့ပါမသိကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်ဘေးစာကတော့ဒီငင်းအောင်မျိုးရဲ့ဒါဒေတာပြပို့လာတဲ့ဘေးစာပဲဖြစ်ပါတယ်ခင်ဗျာဒေတာထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင် လက်ရှိပြပြနေရာလေးတွေပါမြို့မြန်အောင်ရဲ့သတင်းကျွတ်ဖျားဆင်းပွဲတော့ဒီနှစ်2025ခုနှစ်ဆိုရင်ဖျားပွဲကျင်းပလာတာက138ကြိမ်မြောက်ရှိလာပါပြီဒီကြားထဲမှာအကြောင်းအကြောင်းကြောင့်နားခဲ့ရတဲ့နှစ်တွေလည်းရှိခဲ့တာမို့တကယ်တမ်းဖျားပွဲစတင်ကျင်းပလာခဲ့တဲ့နှစ်ကိုတွက်မယ်ဆိုရင်နှစ်ပေါင်း150လီဘာကန်ရှိလာပါပြီဒီနှစ်2025မှာမှပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ပါတယ်တကယ်တော့ဒီဖျားပွဲကို ဂေါပကအဖွဲ့ကအစစီပွားရေးသမားတွေဖြစ်တဲ့ Contrite လေရုပ်ကံလူလူအစုံဘယ်သူမှမကျင်းပကျင်ကြပါဘူး။ဘာဖြစ်လို့လဲဆိုတော့အလုံးသိတဲ့အတိုင်းပဲဒီနေ့လိုကုဒေတာလိုအေဂျင့်နဲ့နေမီတွေရှိနေသေးတာမှန်ပေမဲ့တနိုင်ငံလုံးကိုခြုံကြည့်မယ်ဆိုရင်နိုင်ရေးဖြစ်နေတဲ့အင်တန်လိုကိုရီးယားအမိညီကြီးကသွေးစွန်းရဲ့ရည်စွန်းနေတာမဟုတ်လား။ဒါပေမဲ့ဌာနဆိုင်ရာအများစုမှာတုံ့နှံထားတဲ့သူတို့ဒါအာနာရှင်တွေပေါ့လေ ဒါလူတွေကကမကထပြုလုပ်ပြီးတော့ဖျားပွဲကိုမဖြစ်ဖြစ်အောင်အတင်းကာရောစီစဉ်ကြတော့မူလဘုဒ္ဓဖျားခောပကအဖွဲတော်တော်များများလှုပ်ထွက်သွားကြပါလေ။နေ့စဉ်ဖျားပွဲတိုင်းမှာဇက်နဲ့ဆိုင်ကန်ကန်ထရိုက်ယူနေကြစီပွားရေးတမားတချို့လည်းနောက်ဆုတ်သွားကြပါလေ။ကန်ထရိုက်အစ်စ်အစားအာနာပိုင်အဖွဲစည်းတွေနဲ့မကင်းရမကင်းကြောင်းတစ်လုံးနှလုံးသုံးလုံးတမားတွေနဲ့အခြားလုပ်ငန်းရှင်တချို့ပါပါဝါသုံးပြီးတော့ကန်ထရိုက်ထလုပ်ခိုင်းပါတယ်။အဲ့ဒီလိုလုပ်ငန်းအတွေ့အကြုံရှိတဲ့ လောင်ကစားသမားကန်ထရိုက်တွေနဲ့ရက်ကွက်နေပြည်သူတချို့နဲ့ပြဿနာထားတတ်ကြပါလေရောဖျားကိုအမိပြုတ်ပြီးတော့ဖျားပွဲကိုအမိပြုတ်ပြီးချီးပွားလာရှာနေကြလေရဲ့ဒီနေ့ဝက်ဖြစ်မြောက်ရေးအတွက်ကနဦးပရိုမိုရှင်းလုပ်သူကမြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့မှမြို့နယ်စီမံတက်ထိုင်ကုန်ပေါ်မှာထိုင်နေတဲ့စစ်တပ်ကလာတဲ့ဗိုလ်မှူးတူပဲဖြစ်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့ဒီမြန်အောင်မြို့နယ်ကရေးသားပြဖို့လာတဲ့ရင်ပွဲစာကိုတော်တူ TVB စီစဉ်ကနေ ဖက်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်ကျော်ကြီးအခုတစ်ခါဖတ်ပြပေးမယ်ပေးစာကတော့ဒီရန်ကုန်အင်းစိန်လမ်းမတခြားမှာပေါ့နော်လမ်းမီတိုင်းကြီးပျက်စီးနေတဲ့အခြေအနေကိုပြည်သူတယောက်ရင်ဖွင့်ရေးသားလာတဲ့စာပါရှင်ဒီဝီမီတာစုတွေကျမ်းမာချမ်းသာကြပါစေရန်ကုန်တိုင်းဒေသကြီးမရန်ကုန်မြို့နယ်အမတ်နှစ်3ရက်ကွာအင်းစိန်လမ်းမကြီးတခြားမှာ NLD အစိုးရလက်ထက်ကလှုပ်ဆောင်ခဲ့တဲ့လမ်းမီတွေကအခုချိန်မှာနှစ်တော်ကြာလာပြီဖြစ်တယ်လို့လေတံမိုးတံနေတံသဘာဝဘေးတံတွေကြောင့်လမ်းမီတွေမှာလည်းပျက်စီးနေကြပါဗျာ ဒီလိုလမ်းမီးတွေပျက်စီးနေတာကြားတဲ့အတွက်ညအချိန်ရင်တိုက်မှုတွေမကြာခဏဖြစ်တယ်လို့ပြည်သူတွေတေချေတံရရဖြစ်ပြီးတော့တိုက်တဲ့ကားတွေကိုလည်းတိုက်ပြီးပြေးကြလို့ဖမ်းမိခြင်းမရှိပါလမ်းမီးတွေပြက်နေလို့မှောင်နေလို့တိုက်ပြေးသွားတဲ့ကားတွေကိုလည်းနံပါတ်တွေမှတ်မိပါဒါ့အပြင်လမ်းမီးတွေမှောင်နေလို့လည်းအိမ်တွေဆိုင်တွေဈေးတွေမှာသခွေးတွေသခိုးတွေတောင်းချက်နေတဲ့အတွက်ပြည်သူတွေရဲ့အသက်ဝိတ်နဲ့ရက်ရွာအေးချမ်းသာရေးအတွက်လမ်းမီးတွေကအစ်တက်စင်တာဒါမှမဟုတ် ပြုပြင်ပေးတာပြုလုပ်ပေးဖို့ DBB ကနေတဆင့်ရေးသားလိုက်ပါတယ်။အကောင့်မြေကိုတော့မဖို့ပြရင်လေးစားစွာမြစ်တာရက်ခံအပ်ပါတယ်ဆိုပြီးတော့ရင်းဖွင့်ရေးသားလာတာပါရှင်။ဟုတ်ကဲ့ပါမတ်တီဒီအခုလိုပကြပေးရတော့လဲကျေးဇူးတင်ပါတယ်ခင်ဗျာဒါမတ်တီဒီကဒါရန်ကုန်တိုင်းဒါမယန်ကုန်မြို့နယ်ကစာအုပ်ဖျက်ပေးခဲ့တယ်ပေါ့နော်ကျွန်တော်ကလည်းဒီရန်ကုန်တိုင်းမယန်ကုန်မြို့နယ်ကဒါစီပင်ဌာနကိုဒါဒါအဆင်မပြေတဲ့အကြောင်းပေါ့လေရေးသားပြဖို့လာစာကိုလည်းဖျက်ပေးခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖျက်ပြရမယ်ဆိုရင် ရန်ကုန်တိုင်းဒေသကြီးမြန်ကုန်းမြို့နယ်ကသက်ဆိုင်ရာဌာနဆိုင်ရာစီပင်ဝန်ထမ်းတွေဟာရေမောင်းရောင်းများရေမြောင်းဖုံးများပလက်ဖောင်းများပြုလုပ်ရမှာလက်ပေးလဲယူမှုတွေများနေတာကြောင့်စံချိန်ဆက်ညွှန်းအရေးသွေးမမီပဲပြုလုပ်နေကြပါတယ်။ရှိကလူသွားရင်နောက်ကပြက်ဖြစ်နေပါတယ်။တချို့နေရာတွေကိုတော့လုံးဝမလုပ်ပဲကြော်သွားကြပါတယ်။မြန်မြန်ပြက်မှမြန်မြန်ပြန်လုံးရမယ်ဆိုတဲ့တရုတ်နီးစနစ်တွေတိုင်းလုံနေကြသလိုကားအဝင်အထွက် ရေမြောင်းဖုံးကွန်ကရစ်တုံးတွေကလည်းအရေးသေးမမီလို့ကျိုးကျပျက်စီးနေလို့အရှင်တွေဆိုင်ရှင်တွေကကိုယ့်အိမ်ရှိဆိုင်ရှိကားဝင်ထွက်လမ်းများအဆင်ပြေအောင်ပြုလုပ်နေကြရပါတယ်မိုးလီနည်းနည်းရွာလာနဲ့လည်းကားလမ်းပေါ်ရေများပြည့်နေကြပါတယ်မိုးရင်းကာလမှာလည်းတကြိုများနဲ့မလွတ်တော့တစ်ပင်များမခုတ်တဲ့အတွက်မိုးရွာလေပြင်းတိုက်တာနဲ့မိများပြက်နေကြရပါတယ်တစ်ပင်ခုတ်ရမယ်အလုသမားခကားဓာတ်စီခများကိုလည်းတစ်ပင်ခုတ်အပြက်အခုတ်ပြစားနေကြပါတယ် ပြည်သူတွေကအမြင်မတော်လို့မိပြတ်တဲ့ဒုက္ခမခံစားနိုင်လို့တစ်ပင်ခုတ်သမားခေါ်ခုတ်တော်လဲတစ်ပင်ခုတ်ဖောင်သုံးနှင်းဆိုပြီးတော့ချင်းချောင်းကိုညှင့်နေပါတယ်သူတို့ကိုခေါ်ခုတ်ခိုင်းတော်လဲပတ်ဆံပေးရပါတယ်အထက်မြင့်အိမ်ယာတိုင်များဆောက်လုခွင့်မရှိတဲ့နေရာမှာလဲအထက်မြင့်တိုင်များကွန်ဒိုများပါလက်ပေးလက်ယူများနဲ့ခစ်ပြက်ကြီးတွေမှာမင်းမြက်ဇိုက်ဆက်ဆန်အကြီးအကျယ်ပြုလုပ်နေကြပါတယ်အကောက်မဖော်ပြပါရဲ့လီစာစွာအထူးမြစ်တာရက်ခန့်အပ်ပါတယ် ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ဒီရန်ကုန်တိုင်းဒေသကြီးမယန်ကုန်မြို့နယ်ထဲမှာဒါစီပင်ဌာနကဒါအာဂရီလိုက်စားပြီးတော့ဒါပြုလုပ်နေတဲ့အကြောင်းရေးသားပေးပို့လာတဲ့ရင်ပွဲစာကိုတော်တူ DPP စီစဉ်ကနေဖတ်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်ကျော်ရေးအခုတစ်ခါဖတ်ပြပေးခြင်းနဲ့ပေးစာကတော့ဒီနေ့အစီအစဉ်ရဲ့နောက်ဆုံးစာပါရှင်ရန်ကုန်တိုင်းဒေသကြီးတဲ့တိုက်ကြီးမြို့နယ်အုတ်ကံမြို့ကင်မတီကျေးရွာအုပ်စုအုပ်ချုပ်ရေးအမှုနဲ့ရွှေညောင်ပင်ကျေးရွာအရင်ကဂျုံဂျုံကျရွာယာယီမှုတို့က စစ်တပ်နဲ့ပူးပေါင်းပြီးလူငယ်တွေကိုအတရားဓမ္မဖမ်းဆီးပြီးစစ်မှုထမ်းခိုင်းသူတွေကိုအလွန်ပင်လှုံ့ဆော်လျက်ရှိနေပါတယ်။မကြသေးခင်အချိန်ကရွှေညောင်ပင်မှာရှိတဲ့နိုးစိုးအရွယ်ကလေးနဲ့တကွကလေးငယ်၃ယောက်ရှိတဲ့အသက်30အရွယ်အမျိုးသားတစ်ယောက်ကိုနေကင်းချိန်နေရင်တွင်ဝင်ရောက်ကအတရားဓမ္မဖမ်းဆီးတဲ့အတွက်ကြံရည်သူဇနီး Great for အတန်းကတမိကြီးဖြစ်သူရဲ့ကြောင်းထွက်စီပြီးတော့အလုတ်လုတ်ခိုင်းကမိသားစုစာဝင်းကြီးကိုခက်ခက်ခဲခဲရုန်းကန်နေကြရပါတယ်။တိန်အောင်ကိုလည်းစစ်မှုရကင်းလို့ရဲ့အတွက်ဆိုပြီးတော့ငွေကြက် 2500ကိုအင်ဂျီ400ကျော်မှာလစဉ်ကောက်ခံလျက်ရှိပါတယ်။ထိုကဲ့သို့အဖြစ်တွေကိုမြန်မာနိုင်ငံအနေနဲ့ရရမှာကြုံတွေ့နေကြရတာဖြစ်ပေမဲ့တော်တူ DBB ကတစဉ်အကြောင်းကြားရင်ဖွင့်လိုက်ပါတယ်။ကျေးဇူးတင်ပါတယ်ပြည်သူတို့ဆိုပြီးတော့ရေးသားပေးပို့လာပါရှင်။ဟုတ်ကဲ့ပါကျွန်တော်တို့အခုဖက်ပြပေးသွားတာကတော့ဒီမြန်မာပြည်အနေနဲ့ရေးရက်ကပြပလာတဲ့ရင်ဖွင့်စာတွေဒါကုဒေတာကုပဝန်ကျင်းမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုဒါဒေတာပြပလာတဲ့စာတွေကိုဖတ်ကြားပေးသွားတာပဲဖြစ်ပါတယ်ခင်ဗျာ ျွန်တော်တို့ရဲ့ပြည်သူအစားပါစပ်အငားခေးစာများဖက်ကြခြင်းတော်တူ TV စီစဉ်ကိုအပတ်စဉ်အင်ကာနေတိုင်းအသစ်ထုတ်လွှင့်ပြီးတော့နောက်ရက်တွေမှာလည်းပြန်လည်ထုတ်လွှင့်ပေးပါတယ်။စာရေးသားပေးဖို့သူပေါင်းတဲ့မြန်မာပြည်သူကြီးသားအပေါင်းဘေးအန္တရာယ်ကင်းကွာပြီးတော့ကျန်းမာချမ်းသာကြပါစေလို့တော်တူ TV မိသားစုတွေကဆုမွန်ပေါင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာ။